တကယ်တော့ဒီဂျိုသားတွေကပြိသက်တို့ရဲ့ခြေထောက်အောက်မှာပဲရှိနေတာပါအခုပြောနေတဲ့ဂျိုသားဆိုတာကတခြားမဟုတ်ဘဲနဲ့မှုရီပဲဖြစ်ပါတယ်မှုရီဟာကဘာပေါ်ကတက်ရှိပုံစံတွေထဲမှာအကွဲပြားဆုံးနဲ့အထူးခြားဆုံးတွေပဲဖြစ်ပါတယ်သူတို့ရဲ့ပုံမှန်တရဟာဇီဝနိပညာနဲ့ဖန်တီးထားသလိုဒါမှမဟုတ်သိပ္ပံစိတ်ကူးရင်ဇကားကနေဆွဲထုတ်ထားသလိုမျိုးထင်ရပါတယ်ဒီကရင်ရဲ့ဗီဒီယိုမှာတော့သိပ္ပံပညာဇီဝနဲ့အနာဂတ်လောင်စာတွေကိုပါပြောင်းလဲပေးနိုင်တဲ့အထူးခြားဆုံးဂျိုသားဆန်နဲ့မှု၅မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်၅ကပားသခင်ကော်တိုင်းဆက်မီလီထရီစ် ဒီမိုကတော့ကပားသခင်လိုလူတီများတဲ့ကော်တိုင်းဆက်မီလီထရစ်မှုမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ဒီတောက်ပါတဲ့လေမော်ရောင်ဒုတ်ချောင်းပုံစံမှုဟာတရေကားတွေတဲကထွက်လာတယ်လို့လို့ထင်ရပါတယ်။ဒီမိုတွေရဲ့ရှုပ်ထွေးပြီးတော့ပုံမှန်မဟုတ်တဲ့ဘဝဆက်ဝင်တွေကြောင့်ပဲဒီမိုတွေကိုဂျိုသားတွေဆိုပြီးတော့တင်စားကြတာပါ။ဒီမိုရဲ့ပိုးတွေကပိုးဖလန်ဒါမှမဟုတ်လေးပြလောင်းကိုကူးဆက်ပြီးမှုဟာအဲ့ဒီကူးဆက်ခံပိုးဖလန်ရဲ့ခန္ဓာကိုယ်ကိုအတွင်းကနေစားသုံးပါတယ်။ဒါပေမဲ့သူတို့ကူးဆက်ထားတဲ့ပိုးဖလန်ကိုတနိုင်သမျှအသက်ရှင်အောင်လို့ထားပါတယ်။ အဲ့ဒီအင်ဆက်သေးဆုံးပြီးတဲ့အခါမှာအဲ့ဒီကြောက်စရာကောင်းတဲ့မှုဟာအင်ဆက်ရဲ့အခွန်ကနေဓာတ်ရိုက်ထွက်ပေါ်လာတဲ့လေမုံရောင်ဖူးတက်နေတဲ့မှုခနာကိုကိုထုတ်လုပ်ပါတယ်။အဒီလိုလုတ်တဲ့ဖြစ်စဉ်ဟာမြေကြီးတဲကနေတိုးထွက်လာတဲ့ဂျိုသားပန်းမွင့်လေးတစ်ခုနဲ့တောင်မှသွားတူနေပါသေးတယ်။ထိလန့်စရာကောင်းတဲ့အသွင်ပြင်းနဲ့ကြောက်စရာအမဲလိုက်စားသုံးမှုမျိုးပွားမှုကိုပြုလုပ်ပေးမယ်လေဒီမှုဟာသိပ္ပံပညာအတွက်အဖို့မပြတ်နိုင်တဲ့ယတနာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄တဆေအလင်းဇီဝအလင်းရောင်ထုတ်မှုများ နံပါတ်၄နေရာမှာရှိနေတဲ့နောက်ထပ်မှုတစ်မျိုးကတော့ဆွဆွတဲ့အပူပိုင်းဒေသကဇီဝအလင်းရောင်ထုတ်မှုမိုင်းစီနာကလိုရိုဖော့စ်ပဲဖြစ်ပါတယ်။ဒီနူးညံ့တဲ့မှုရဲ့အလင်းရောင်ဟာကမ္ဘာပေါ်မှာအထူးခြားဆုံးမြင်ကွင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီမိုရီယာညဘက်ရောက်ရင်သူတို့ရဲ့အထူးခြားဆုံးအရေးအချင်းဖြစ်တဲ့အလင်းရောင်ကိုထုတ်လွှတ်ကြပါတယ်။သူတို့ဟာမှိန်ဖျော်ပြီးတော့ထင်ရှားတဲ့အစိမ်းရောင်အလင်းပြော့ကိုထုတ်လွှတ်နိုင်ပါတယ်။ဒီအလင်းဟာဓာတုဗေဒဆိုင်ရာတုံ့ပြန်မှုဖြစ်ပြီးဒက်စနစ်လူစီဖရင်နဲ့အင်ဇိုင်းလူစီဖရစ်တို့ပါဝင်တဲ့တုံ့ပြန်မှုကြောင့်ဖြစ်ပေါ်လာကသူတို့ရဲ့ဇီဝကံမစနစ်ကပိုးဆုံးကျူးတွေနဲ့တောင်မှဆင်တူပါသေးတယ်။ ီမိုအုပ်စုကြီးအားတိတ်ပန့်စိတ်ကူးရင်ရုပ်ရှင်တွေကမြင်ကွင်းလိုပဲတတော်ကြမ်းမြင်ကိုလင်းထိန်စေပါတယ်။ဒီမိုရီယာအလွန်ရှားပါးပြီးပဝင်းကျင်တန်းကိုခန္ဓာရည်ဆွမ်းအားနေကြပါတယ်။နောက်ပြီးဒီမိုရီကိုစားသုံးလို့မရပေမယ့်ဂျပန်လိုနေရာမျိုးမှာတဘာဝပဝင်းကျင်ဆိုင်ရာခီးသွွားလုပ်ငန်းအတွက်ကဘာလဲခီးသွွားရီကိုဆက်ဆောင်ဖို့အသုံးပြုကြပါတယ်။နံပါတ်3မျက်နှာဖုံးအမျိုးသမီးမုံ Fearless Intercepted ဒါကတော့မျက်နှာဖုံးတက်အမျိုးသမီးမုံ Village Lady ဒါမှမဟုတ် Warmolo ခေါ်တဲ့မှုတစ်မျိုးပဲဖြစ်ပါတယ်။ ီမိုဟာမူလာတုံးကအနံဆိုးတဲ့မှုအမျိုးအစားတွေကဖြစ်ပေမယ့်ဒီမျိုးစိတ်ဟာအခြားအနံဆိုးတဲ့မှုတွေလိုမဟုတ်ဘဲထူးခြားနေပါတယ်။သူမှအလွန်နူးညံ့တဲ့အဖြူအောင်ပိုက်ကွန်လိုအနာကိုအင်ဒစီယံပါရှိပြီးအလေတိုင်းကနေဆွဲချထားလို့လက်မှုပစ္စည်းတစ်ခုလိုမျိုးထင်ရပါတယ်။အဲ့ဒီလိုအနာကိုကြောက်ပဲဒီမိုဟာပဝင်းကျင်တဲ့လုံဝါကိုမကိုက်ညီအောင်လို့လှပတဲ့မှုတစ်မျိုးပဲဖြစ်ပါတယ်။ဒီမိုရဲ့မှုပိုးတွေပြန့်နှံ့မျိုးပွားဖို့အတွက်ရင်ကောင်တွေကိုဆွဲဆောင်ဖို့အနံဆိုးတဲ့အချွဲတွေနဲ့ဖုံးအုပ်ထားတာပဲဖြစ်ပါတယ်။ဒီလိုဆိုးရွားတဲ့အနံမျိုးရှိနေပေမယ့်လူတွေကတော့ဒီမိုကိုနှစ်သက်ကြပါတယ်။ ံပါတ်လေးကျက်စင်မီမုံတူရကီတေးဖန်ဂတ်စ်တစ်တော်ထဲမှာအလွယ်တကူတွေ့နိုင်တဲ့တာမီနက်စ်ဗာစီကာလာကိုကျက်စင်မီမုံတူရကီတေးဖန်ဂတ်စ်လို့အလွယ်တကူသိကြပေမယ့်သူရဲ့ပုံစံဟာတက်ရှိတစ်ခုတည်းအလွာလိုက်စီထားတဲ့ဂျိုသားရီရဲ့ဘီတုကလက်ရာနဲ့ပူတူပါတယ်ဒီမိုးရဲ့ထူးခြားချက်ကတော့သူရဲ့အလွာလိုက်တိဆောက်ပုံပဲဖြစ်ပါတယ်မီကိုရောင်အညိုရောင်အပြာရောင်ခရဲရောင်နဲ့အစိမ်းရောင်အပါဝင်တက်တန့်လူမျိုးရောင်အသွေးမျိုးစုံပါဝင်တဲ့သဝိုင်းပုံအကွက်တွေပါဝင်ပြီးတစ်ပင်ရဲ့အခေါအကွင်းတွေနဲ့ဆင်တူပါတယ် ဒီမိုဟာရှားပါမျိုးစိတ်ထဲမှာမပါဝင်ပေမဲ့လည်းအခုဗီဒီယိုထဲမှာဖော်ပြသွားတဲ့မှုတွေထဲမှာစေဘက်အဝင်ဆုံးလို့ပြောလို့ရပါတယ်။တရုတ်စီးပညာမှာလင်းစည်းလို့လူသိများပြီးဂျပန်မှာတော့ကျက်စင်အမိမှုကနေထုတ်ယူရရှိတဲ့ဓာတ်ပေါင်းတွေဟာကင်ဆာဆန့်ကျင်စေပိုလစ်ချာရိုက်ကရက်စတင်ရဲ့အခြေခံအဖြစ်အသုံးပြုကြပါတယ်။၎င်းမှာကိုခံအားဆဲတွေကိုလုံဆော်ပေးနိုင်တဲ့ beta glucan နဲ့ရှုပ်ထွေးတဲ့ police charite တွေပါရှိပါတယ်။ဒီရောင်စုံမှုဟာယနေ့ကဘာတဝမ်းမှာအသုံးပြုနေတဲ့အစွမ်းထက်သဘာဝဆေးတမျိုးပဲဖြစ်ပါတယ်။နံပါတ်1ခရမ်းရောင်အုံနောက်မှု purple jelly disc နောက်ဆုံးအနေနဲ့ကတော့အေးပျော်နေတဲ့ကြားလုံးဒါမှမဟုတ်ဂျိုသားတီရှူးတွေလိုထင်ရတဲ့ခရမ်းရောင်အုံနောက်မှုပဲဖြစ်ပါတယ်။ဒီမိုကွန်ခရမ်းရောင်ဂျယ်လီပြားအစကိုရိုင်းစာခွန်တိုက်လို့လည်းသိကြပြီးဒီမိုဟာတစ်သားဆဲသေးတွေပေါ်မှာအုံနောက်လိုမျိုးအစုအဝေးတွေအဖြစ်ဓာတ်ရိုက်ပေါက်ဖွာပါတယ်။ဒီမိုရဲ့အသားတက်ကပျော်ပြောင်းပြီးဂျယ်လီလိုမျိုးဆွတ်ဆွတ်နေလုံးတခွဲကမ်းမှမွေးမြူထားတဲ့တီရှူးတစားလို့ထင်ရပါတယ်။ဒီလိုခရမ်းရောင်ကမှဖောက်ထွင်းမြင်ရတဲ့အယောင်ဟာမှုမျိုးစိတ်တွေမှာအလွန်ရှားပါးပြီးတော့ထူးခြားနေပါတယ်။ဒါပေမဲ့ဒီမိုကိုအထူးအရေးပါစေတာကသူ့ရဲ့ဇီဝဓာတုဗေဒပဲဖြစ်ပါတယ်။ ဒီမိုရီယာမတည်ငြိမ်တဲ့ organic drop down တွေကိုထုတ်လုပ်တာကြောင့်သူတို့ကိုဇီဝလောင်စား bio fuel အဖြစ်အသုံးပြုကြဖို့သူတေသနာပြုနေကြပါတယ်။အထူးသဖြင့်ဒီဓာတုပစ္စည်းတွေဟာ diesel စီးတွေမှာတွေ့ရတဲ့ hydrocarbon နဲ့ဆင်တူပါတယ်။ဒီအုံနောက်နဲ့တူတဲ့ခရမ်းအောင် jelly မိုးဟာတနည်းကျရင်တော့ပြည်သက်တို့စီးနေတဲ့ car recycle တွေရဲ့လောင်စားသည့်တစ်မျိုးဖြစ်လာနိုင်ပါသေးတယ်။ကဲပြည်သက်တို့ဒီကနေ့ video မှာတော့ကဘာပေါ်ကဂျိုသားနဲ့တူတဲ့မှုတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီမိုရီယာထူးခြားပြီးတော့လူသားတွေကိုများစွာအကျိုးပြုတဲ့သဘာဝတရှိတွေပဲဖြစ်ပါတယ်။